မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းကစစ်ကောင်စီစခန်းတွေဘာကြောင့်အထိနာနေတာလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းအရှိပိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှစစ်ကောင်စီ၏ခင်းစခန်းများကိုစစ်တောင်းမြေဝန်းတွင်အခြေစိုက်သည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် PDF များကဇွန်လ24ရက်ညပိုင်းတွင်စီးနှင်းတိုက်ခိုက်ခဲ့ရာစစ်တပ်အတွက်ထိခိုက်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည်။ ပဲခူးတိုင်းအရှေ့ပိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာစစ်ကောင်စီ၏ခင်းစခန်းများကိုစစ်တောင်းမြဝန်းတွင်အခြေစိုက်သည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် PDF များကဇွန်လ24ရက်ညပိုင်းတွင်စီးနှင်းတိုက်ခိုက်ခဲ့ရာစစ်တပ်အတွက်ထိခိုက်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည်အဆိုပါညတိုက်ပွဲတွင် PDF များကကင်းစခန်း9ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးကျန်တဲ့ခုကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သည် ထို့သူဇွန်လ26ရက်နေ့ကလည်းဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းစစ်ကောင်စီစစ်ကြောင်းကို KNU နဲ့ PDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးသုံးပန်း20ကျော်ကိုဖမ်းဆီးခဲ့သည်စစ်စင်တိုက်ခိုက်မှုများကိုဘကိုးတိုင်းအခြေစိုက် PDF နဲ့ခရင်အမျိုးသားအစီအယုံ KNU တပ်မဟာ3လက်အောက်ခံတပ်ဖွဲ့ဝင်များကပူးပေါင်းစစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်ကောင်စီစခန်းများစီးနင်းမိရှို့ခံရပြီး တပ်ဖွဲ့ဝင်များအဖမ်းခံရသည့်အကြောင်းရင်းသည်စိတ်ဝင်စားပွဲမေကွန်ထုတ်ရမည့်ကိစ္စဖြစ်ပြီး PDF များအတွက်စစ်တောင်းမြေဝမ်းတွင်ထိုးတက်လာသည့်စစ်ရေးအောင်ပွဲလည်းဖြစ်သည်ပူပေါင်းစစ်စင်တိုက်ခိုက်ခြင်းပဲခူးတိုင်းအရှေ့ပိုင်းတွင်ရန်ကုန်မန္တလေးအမြင်လန်းနှင့်ရန်ကုန်မန္တလေးအမှတ်1လမ်းဟုခေါ်သော လမ်းဟောင်းရှိပြီးလမ်းဟောင်း၏အရှိတ်ဘက်9မိုင်ခန့်အကွာတွင်စစ်တောင်းမြစ်ရှိသည်ပီဒီအမ်များသည်လမ်းဟောင်းနှင့်စစ်တောင်းမြစ်ကြားတွင်အခြေစိုက်လှုပ်ရှားကြပြီးစစ်တောင်းမြစ်အရှိတ်ဘက်ကန်တွင် KNU တပ်မဟာသုံးကအဓိကစိုးမိုးထားသည် PDF နှင့် KNU သည်ရန်ကုန်မန္တလေးလမ်းဟောင်းအထိတိုးချက်စည်ရေးလှုပ်ရှားလာနေခြင်းဖြစ်ကြောင်းမကြသေးမီကဖြစ်ပွားသည်မကြသေးမီကဖြစ်သွားသည့်ပူရဲတိုက်ခိုက်မှုကတက်သေးပြနေသည် PDF နဲ့ KNU ပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ခဲ့သည့်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်စခန်းများမှဇေယဝတီမြို့ပေါ်ပူရာအနီးရှိစစ်စခန်းဇေယဝတီတကြားဆန်တထေကုန်းရွာတော်ဝီရွာဖရာကြီးကုန်းရွာမြောက်ကုန်းတဲနဲ့တာယာကုန်းရွာရှိစစ်စခန်းတို့ဖြစ်ကြောင်း NUGE အမှတ်နှစ်စစ်ဒေသခွဲလက်အောက်ကန် PDF နဲ့နီးစပ်သည့်စစ်ရေးတရင်ရင်မြစ်ကပြောပါရယ်တော်ဝီရွာသည်ညောင်လေးပင်မြို့နယ်တွင်အကျုံးဝင်ပြီး မြောက်ကုန်းတဲ့သည်ဖြူးမြို့နယ်တွင်ပါဝင်သည်တတိကုန်းဖရာကြီးကုန်းနှင့်တာယာကုန်းရွာတို့မှကြောက်တကာမြို့နယ်တွင်ပါဝင်သည်စကန်းခွနခုစလုံးသည်ရန်ကုန်မန္တလေးလမ်းဟောင်းဖြတ်တန်းရာရွာများတွင်အများစုရှိသည်အမန်နစ်စစ်ဒေသခွဲလက်အောက်ခံ PDF နှင့်နီးစပ်သည်တရင်ရင်မြက်ကတော်ဝီရဲတတိကုန်းရဲဖရာကြီးကုန်းရဲဇေယဝတီပူရာရဲကတော့စကန်းကြီးတွင်အဲ့ဒီစကန်းတွေကိုဝင်တိုက်တဲ့ရန်သူကိုခြေမုံနေရန်သူမိသားလည်းရှိတယ်ဖက်ပြေးတာလည်းရှိတယ် ကြဆုံးတာလည်းရှိတယ်။စကန်းကနေပစ္စည်းရတာလောက်ယူတယ်။မိရှို့ဖြက်စီးတယ်။ပြန်စွန့်ခွာတယ်ဟုဆိုပါတယ်။စစ်စကန်းများကိုစီးနေနိုင်တော့လည်းစကန်းကိုဆက်လက်ထိမ့်သိမ်းတက်ဆွဲရန်အဆင်မပြေတဲ့ဖြင့်ဖြက်စီး၍ပြန်လည်စုတ်ခွာလာကြရကြောင်း PDF သတင်းရင်းမြစ်အချို့ထံမှသိရပါတယ်။ကျွန်တော်တို့ထိုင်လို့မရဘူး။ထိုင်ရင်လည်းဒီထက်အင်အားများတာနဲ့မရရအောင်ပြန်တိုးလာနိုင်တယ်။အဲ့ဒီအခြေအနေရှိတယ်ဟု PDF စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနဤတောင်ပိုင်းတိုင်းအမှတ်1စစ်ဒေသခွဲမှု ဦးတင်ဦးကလည်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစခန်းခွနခုတဲ့မနေအားတပြိုင်နက်သေးဝင်တိုက်ကြခြင်းသည်2025ခုနှစ်ဒုတိယအကြိမ်လှုပ်ဆောင်သည့်ပူပေါင်းစစ်စင်ရေးဖြစ်ကြောင်းသတင်းဌာနကိုပြောပါရယ်ပထမအကြိမ်ပူပေါင်းတိုက်ခိုက်မှုကို2025ခုနှစ်ဖေဖော်ဝါရီ25ရက်ညအချိန်တိုင်းဖြူမြို့နယ်နှင့်ကျောက်တကားမြို့နယ်ရှိရန်ကုန်မန္တလေးကားလမ်းအနီးကရွာများတွင် PDF နှင့် KNU ပူပေါင်းတပ်များကဖော်ဆောင်ခဲ့သည်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီး၂ဦးဒဏ်ရာရက PDF ဘက်က၁ဦးသေဆုံးကြောင်းအမှတ်နှစ်စစ်ဒေသခွဲ၏ထုတ်ပြန်ချက်အရသိရသည်။ဇွန်လ၂၄ရက်နေ့ကပေါ်ဆောင်သည့်ဒုတိယအကြိမ်တိုက်ပွဲတွင်မူစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရကရဲအုပ်တအူအပါအဝင်စစ်သုံးပန်း၃ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်။တိုက်ပွဲအတွင်းတော်လရေးပူပေါင်းတပ်ဘက်က ရဲဘော်တအူးသိပြီးနှစ်ဦးထံရရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ဇွန်25ရက် ထုတ်ပြန်ချက်အရသိရသည် PDF ကရန်ကုန်မန္တလေးလမ်းဟောင်း၌ဒုတိယအကြိမ်တိုက်စစ်ဆင်နေစဉ်မှာပင်စစ်ကောင်စီတပ်ဘက်ကလည်းဇွန်လ26ရက်တွင်အင်အား200ဖြင့်နှစ်တပ်ကွင်းကြောက်ကြီးကလန်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်ကြောက်ကြီးမြို့နယ်၌စစ်ကြောင်းထိုးလာသည်ရင်းစစ်ကြောင်းကို PDF viewer 25ကိုကဲမှုအောက်ရှိတရင်3800နှင့်အထူးကွန်မန်ဒိုတရင် Spring Warrior Colony နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ရင်း၈တပ်ရင်းကိုတို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာခွနက်ဦးသိပြီးစစ်တုံးမ22ဦးဖမ်းမိသည်လက်နက်မျိုးစုံ28လက်နဲ့ခဲရများအခြားစစ်တုံးပစ္စည်းများအမြောက်အများကိုလည်းတင်စီရရှိကြောင်း PDF သတင်းရင်းမြစ်တချို့ထံမှသိရပါတယ်ထိုဗျူဟာကိုဗျူဟာ24နဂန်ဒီစစ်ကြောင်းအာနာဝကတရင်အမှတ်3503တရင်ဖြူပကပါဗျူဟာ25အမှတ်3902တရင်စပရင်ဝါရီကောလန် KNL တရင်ကိုယူဟာ26လက်အောက်ခံတော်ဝင်တောင်းတရင်ဒေါ်ကြီးကန်းတရင်တို့ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း NUG ကောက်ွယ်ရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်တိုက်ပွဲတွင်တော်လန်ရေးတပ်များဘက်ကစစ်ကောင်စီတပ်ကိုအထိနာစေသည့်အထိတိုက်နိုင်ခြင်းမှာစိတ်ထက်ရရကြောင်းဖြစ်ကြောင်း NUG တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်ဒေသကွင်းမှဦးတင်ဦးကသတင်းဌာနကိုပြောပါရသည် ၎င်းကတိုက်ပွဲတွေနိုင်ခြင်းရှုံရင်ကတော့အဓိကကစိတ်တဲ့အပေါ်မှာမူတည်ပါတယ်ဟုဆိုပါတယ်။အကြောင်းအရင်းလေးချက်စစ်တောင်းမြေဝံအခြေဆိုင် PDF များနဲ့နှီးဆက်သည့်စစ်ရေးသတင်းရင်းမြစ်ကမှစစ်ကောင်စီတပ်များအထိနာရသည့်အဓိကအကြောင်းရင်းလေးချက်ရှိသည်ဟုသတင်းဌာနကပြောပါတယ်။ ၎င်းတို့မှာ၁စူပေါင်းဆက်ပေါင်းဖွဲ့ပြီးစက္ကန်နေထိုင်ခြင်း၂အချင်းချင်းယုံကြည်မှုနဲ့ရဲဘော်ရဲဘက်စိတ်မရှိခြင်း၃လက်နက်ခဲယံရရှိမှုနည်းပါးခြင်းနဲ့၄အပြန်အလှန်ကူညီမှုမရှိခြင်းတို့ဖြစ်ကြောင်း PDF နဲ့နီးစပ်သည့်စည်ရေးတရင်ရင်းမြစ်ကရှင်းပြပါတယ် စစ်စခန်းများတွင်စစ်ကောင်စီတပ်အတွက်အမှခံတိုက်ပြီးတရေစစ်သားစစ်မှ၁၀ဦးခန့်သာရှိပြီးအများစုမှာယူစော်ထီများရဲများနဲ့ပြည်သူစစ်မှုထမ်းများအဖြစ်စုဆောင်းခံရသူများများနေကြောင်း PDF စစ်ရေးတရင်ရင်မြစ်ကပြောပါရယ်တပ်ဖွဲ့ဝင်အများစုတွင်အသက်ကြီးသူများလည်းပါဝင်နေကြောင်းသိရပါရယ်မတူညီသောအင်အားစုများကိုစုစည်းထားသဖြင့်စစ်ကောင်စီ၏တပ်စခန်းရှိတပ်ဖွဲ့ဝင်များသည်အချင်းချင်းရဲဘော်ရဲဘက်စိတ်နှင်းသလိုယုံကြည်မှုလည်းနေကြကြောင်း PDF စစ်ရေးတရင်ရင်မြစ်ကသုံးသပ်ပါရယ် တိမ့်စီရမိသည့်လက်နက်ခရံများကိုကြည်ပါကလည်းကိုမမကြည်ထဲ့သုံးသည့်ဦးစီတနတ်ဒီဇိုင်းပုံစံတနတ်နှင့်ချင်းမုံကြီး rival အချို့သာပေးထားပြီးဖြတ်အားပြင်းလက်နက်များဖြစ်သောပခုံးထန်းလောင်ချာနှင့်စက်တနတ်ကြီးများမတွေ့ရကြောင်း PDF စီရေးသတင်းရင်းမြစ်ကဆိုပါရယ် ဆက်လက်၍၎င်းကစစ်ကောင်စီတပ်များသည်တိုက်ပွဲဖြစ်နေစဉ်အပြန်အလှန်စစ်ကူပေးမှုမရှိဘဲကိုစခန်းအတိုက်မခံရရေးတာအာယုံစိုက်နေကြောင်းပြောပါရယ်စခန်းတစ်ခုနဲ့တစ်ခုကနီနီလေးစစ်တောင်းမြဝမ်းမှာသူတို့ကားတဲ့စခန်းတွေဆိုရင်ဟိုဘက်ရွာဒီဘက်ရွာမြင်နေရတယ်တချို့ရွာတွေဆိုရင်တမိုင်အတွင်းမှာရှိကြတယ်တချို့ရွာတွေဆိုရင်ဆက်ဆက်လူမျိုးပါရှိကြတယ်အဲ့ဒီလိုရှိတာတောင်ဒီစခန်းတစ်ခုကိုတိုက်တယ်ဆိုရင်ဘေးစခန်းကစစ်ကူမလာနိုင်ဘူးဟုပြောပါရယ် စစ်ကူမလာကြခြင်းသည်ညချင်းဖြစ်နေသဖြင့်ကြားဖြတ်တိုက်ခိုက်ခံရမှာစိုးရိမ်ခြင်းဖြစ်နိုင်တယ်လို့စစ်ကောင်စီတပ်သားများအပေါ်မိမိစခန်းမကြရေးဦးစားပေးခြင်းလည်းဖြစ်နိုင်ကြောင်း PDS စစ်ရေးတရင်ရင်မြက်ကဆိုပါတယ်စစ်ရေးလိလာသည့်မြန်မာသူတွေသည့်အမျိုးသားတအူကောင်မုံစစ်ကောင်စီတပ်သည်နေပြည်တော်မှာမှုရနိုင်ရန်ရန်ကုန်မန္တလေးကားလန့်တရှောင်းစခန်းအငယ်များဖြန့်ချထားရကြောင်းဆိုပါတယ် PDF များသည့်စစ်ကောင်စီ၏စခန်းငယ်များကိုတိုက်ခိုက်ခြင်းဖြင့်စစ်ကောင်စီအတွက်စခန်းငယ်များမထရရန်လုံဆောင်နေခြင်းဖြစ်ကြောင်း၎င်းကသုံးသပ်ပါသည်။ စက္ကန်းငယ်တွေအတိုက်ခံရတာများလာရင်စစ်တပ်ကစက္ကန်းအငယ်တွေကိုမထားရတော့ဘူးစက္ကန်းအကြီးတွေပြန်စုရတော့မှအရင်ကစက္ကန်းငယ်20ထားတဲ့နေရာမှာစက္ကန်းကြီးတစ်ခုပဲထားတဲ့အထိပြန်စုရတာပေါ့အဲ့ဒီအခါနေနေထိန်ချုံနိုင်မှုရောကျသွားတဲ့ဟာခွက်ကြီးပေါ်လာတဲ့ဟူစည်ရည်လည်လာသည့်မြမသူတီတီအမျိုးသားတအူကဆိုပါတယ်ထိုကဲ့သို့စက္ကန်းငင်များအားစစ်စင်တိုက်ခိုက်ခြင်းကိုမြန်မာနိုင်ငံတွင်စစ်တပ်အာဏာမသိမ်းမီကာလများကရက်ခိုင်ပြည်နယ်တိုင်းအာရကတပ်တော် AA ကလှုပ်ဆောင်ခဲ့မှုကြောင့်၎င်းကဆိုပါရယ် ထိုစဉ်ကအေအေကိုစစ်တပ်ကိုမတိုက်ဝင်ပဲရဲတပ်ဖွဲ့ဝင်များကိုသာတိုက်ခိုက်သူဟုစစ်တပ်ထောက်ခံသူများက Facebook လူမှုကွန်ရက်တွင်လှောင်ပြောင်ခဲ့ကြကြောင်းစစ်ရေးလိလသည့်မြန်မာသူတွေသည့်အမျိုးသားတအူကပြောပါရယ်စစ်ကောင်စီတပ်သည်ပဲခူးတိုင်းအရှိချမ်းတွင်တိုက်ခိုက်ခံရသလိုပဲခူးတိုင်းအနောက်ချမ်းမင်းလားမြို့နယ်တွင်လည်းရန်ကုန်ပြည်လမ်းပေါ်မှပင်အစစ်မြေအရာရှိလေးဦးအား PDF များဤတိုက်ခိုက်မှုခံထားရသည်ထို့သောတိုက်ခိုက်ခံရပြီးနောက်ဇွန်လ20ရက်မှစတင်ကအင်အား400ကျော်ဖြင့်စစ်ကြောင်းထိုးမှုများလှုပ်ဆောင်နေသည် စစ်ကောင်စီတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်အပါအဝင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဒူရဲမှုနဲ့စစ်ဦးစီးပထမတန်းအရာရှိတို့မင်းလာမြို့နယ်တဲကစစ်ကွင်းတာဆုံစစ်စည်းရေးဂိတ်တွင်ဇွန်16ရက်က PDF များဤတိုက်ခိုက်မှုအတွေ့တေဆုံသွားသည့်နောက်စစ်ကောင်စီဘက်ကတုံ့ပြန်လာခြင်းဖြစ်ပါသည်စစ်ကောင်စီတက်သည့်ရန်ကုန်ပြည်လမ်းမှပဲခူးယူမတောင်ကျေသို့ဦးတည်၍စစ်ကြောင်းထိုးနေပြီးရွာရှိရွာထက်မနေအောင်ဝင်ရောက်၍အရက်သားနေအိမ်များကိုမိရှို့ထားကြောင်း ပဲခူးတိုင်အနောက်ချမ်းသာယာဝတီခရိုင်အခြေဆိုင်ပီဒီအက်သတင်းရင်းမြစ်များကဆိုပါရယ်ပဲခူးတိုင်အတွင်မကြခဏတိုက်ခိုက်ခံရပြီးတိုက်ပွဲတွင်ထိခိုက်သေးချေမှုနှင့်စစ်တုံးပန်းများအဖမ်းခံရသည့်အထိအထိနာသည့်စစ်ကောင်စီတပ်အနေနဲ့အောင်ပွဲပြန်ရရန်စွမ်းဆောင်နိုင်ခြင်းရှိမရှိကိုမူဆက်လက်စောင့်ကြည့်ရပွဲရှိနေကြောင်းစီရေးလေးလာသူတို့ချို့ကပြောပါရယ်